ီဖုန်းနဲ့ဖြစ်ရလို့ရှိရင်လည်းဈေးက9သိန်းနဲ့6သိန်းဝန်းကျင်ပါတက္ကနိုဆိုတဲ့ brand ကြီးလားဆိုပြီးတော့အဲ့လိုမျိုး brand အစွဲမရှိတဲ့သူတွေအတွက်ရေဖုန်းတစ်လုံးမှာရေရှည်သုံးလို့ရတာတွေမရတာတွေအဲ့လိုခေါင်းနဲ့မထားတဲ့သူတွေအတွက်အဲတနည်းနှစ်နှစ်လောက်ကိုကျွန်တော်ဈေးတက်တာပြီးတော့အဆင်ပြေပြေသုံးကျင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဖုန်းကဈေးကွက်ထဲမှာရွေးချယ်စရာတော့ကောင်းတယ် โอเคဒီနေ့မှာတော့သေးတာ9သိန်းနဲ့6သိန်းဝန်းကျင်ပါတက္ကနိုဘက်ကနေမချာသေးခင်မှာအသစ်မိတ်ဆက်သွားခဲ့တဲ့တက္ကနိုဘူဟာ7နဲ့ပတ်သက်ပြီးတော့ဒီဖုန်းကဝယ်တင်လာအာတက္ကနိုဘက်ကနေပြီးတော့အာပတ်တီဘာညာနဲ့ collaboration ဘာညာလုပ်ထားလို့ပြောထားတဲ့အတွက်အာဂိမ်းဆော့လို့ကောင်းမလားတွေးနေတဲ့သူတွေဒီဖုန်းကဂိမ်းဆော့ဖို့အတွက်ဆိုရင်ရောအဆင်ပြေမလားအတခြားတော့အပိုင်းတွေမှာရောဘလို့အခြေအနေရှိမလဲအားသာချမ်းတဲ့သူအားနည်းချက်တွေကရောဘာဖြစ်မလဲဒီရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြပေးသွားမှာဖြစ်တဲ့အတွက်အများကြီးမပြောတော့ဗီဒီယိုလေးကိုစကြတာပေါ့အဲဆိုအားနည်းချက်ကြောင့်ပြောရမယ်ဆိုလို့ တဲ့အာဒီစလုံးဒီတန်းမှာအားနေချက်ဆိုပြီးသုံးရတာကနည်းနည်းတော့လက်ပေါက်ကတ်တယ်ဆိုတော့ဒီဖုန်းမှာသုံးမိထားတဲ့ကောင်လေးတွေကသူ့စိန်တော့သူတန်းမှာဆိုရင်တော့လက်ခံပေးလို့ရဆိုတဲ့အနေထားမျိုးမှာထည့်ရလို့ရတယ် ဲ့တော့အားနေချက်ဆိုတာဆိုလို့ရှိရင်ဒီဖုန်းကိုမိုဘယ်တင်တဲ့ user တွေကိုအရင်ဆုံးပြကြရင်ပဲပထမဆုံးအားနေချက်ကသစ္စာပိုင်းဒီဖုန်းမှာတုံးမိထားတဲ့ SoC က MediaTek ရဲ့ Helio G100 Ultimate ဆိုတဲ့အကောင်ကိုတုံးမိထားတဲ့ဒီ SoC နဲ့ပတ်သက်လို့ကျွန်တော်အရှိန်မှာလဲဗီဒီယိုအများကြီးကိုမှလုပ်ခဲ့ပြီးရယ်ဆိုတော့အာဒီ SoC နဲ့ပတ်သက်လို့ကိုလူလူနားလဲအောင်ပြောမယ်ဆိုလို့ရှိရယ်ဒီ SoC ကကျွန်တော်တို့ဖုန်း brand တွေကြော်ညာထားသလိုမျိုး gaming SoC game soft လို့ခေါ်တဲ့ SoC အဲ့လိုပုံစံမျိုးမဟုတ်သူက game soft လို့အဆင်ပြေရယ်ဆိုတဲ့အနေအထားမျိုးမှာပဲရှိရယ် မြန်မာနိုင်ငံမှာလူဆော့များတဲ့ mobile legend လို့ game အတွက်ဆိုရင်တော့လောကအဆင်ပြေဆိုရင်လည်းတခြားသောပက်ကြီးတို့မျိုးပိုင်းရ game အတွက်ဆိုရင်သူစီကရတဲ့ gaming experience ကအရင်ကြီးကောင်းမနေဘူးကျွန်တော်ဆော့ရကြလာလို့ရှိရင်ဖြစ်တာလက်တာပူလာတာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကြုံတွေ့ရနိုင်တယ် ဆိုတော့အနည်းချုပ်ပြောမယ်ဆိုလို့ရှိရင် Mobile Legends ဘာညာ Soulmate တွေတော့ဆိုရင်တော့ရွေးချယ်လိုက်လို့ရတယ်ဒါပေမဲ့ပက်ချီသမားတွေဆိုလို့ရှိရင်တော့အာဝဲလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ in game ထဲမှာ smooth ဖြစ်တယ်ဆိုတော့ game experience ကိုတော့ရမှာမဟုတ်ဆိုတော့ကျွန်တော်နေအကြံပေးချင်တာက Mobile Legends ကလွယ်ပြီးတခြားသောပက်ချီဘာညာ Soulmate ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကိုလက်ဆောင်တဲ့နောက်တစ်ချက်ကျတော့ကင်မရာပိုင်းကင်မရာနဲ့ဒီဖုန်းမှာက Huawei megapixel main camera ရဲ့2 megapixel micro ရဲ့8 megapixel selfie camera ဆိုပြီးတော့စုစုပေါင်းကင်မရာ၃လုံးတော့ပါဝင်လာမယ် ဒါမဲ့တကယ်တကယ်တအသုံးဝင်တာကကင်မရာ၃လုံးမှာနှစ်လုံးပဲရှိ main lens နဲ့ selfie ဒီနှစ်လုံးပဲရှိရဲကျန်တဲ့2 megapixel micro ဆိုတာကကျွန်တော်တို့ကင်မရာအလုံးကြီးအတွက်များအောင်ပါတယ်ဆိုရင်တော့အဖြစ်လုပ်ပေးတာလို့ပြောလို့ရတယ်။ကျွန်တော် daily use မှာဆိုလို့ရှိရင် ဘာမှအရင်ကြီးအတော့မဝင်မိုင်းလန်စ်ဝါဝေးမီဂါပစယ်ဆိုတာကသူ့စင်းလုံးသူ့တန်းမှာဆိုလို့ရှိရင်တော့မီဂါပစယ်ကင်းကနန်းရတော်လေးကောင်းတဲ့အထင်မှာတော့ပါဝင်တယ်အဲရီဝါဝေးမီဂါပစယ်ကကျွန်တော်တို့ပုံရိုက်တဲ့အခါမျိုးမှာ detail ကောင်းတယ် contrast ကောင်းတယ်ဆိုတာမျိုးကိုသူကဖန်တီးပေးနိုင်တယ်ဒါနဲ့အဲ့ဒါကကျွန်တော်တို့နေခင်ဘက်အလင်းရောက်အားကောင်းတဲ့အခြေအနေမျိုးပါပဲအလင်းရောက်အားနေတဲ့လိုလိုက်လိုအခြေအနေညာဘက်လိုအခြေအနေမျိုးကပုံရိုက်မယ်ဆိုလို့ရှိရင်ပုံထဲမှာ nice ထားတာမျိုးတွေ detail ကျသွားတာမျိုးတွေပုံကဝါးတာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့တေချာပေါက်ကျင်းနေပေါက်ကျုံလေးရလိမ့်မယ်ဆက်ပြီးတော့အဲ့မီဂါ ပဲပဲနဲ့လာတယ်ဆိုတော့9သိန်းနဲ့6သိန်းဝန်းကျင်မှာ8မီတာပဲပဲဆိုတာကကျွန်တော်တို့ဘာမှအများကြီးတော့အဖြစ်သွားပြောလို့တော့မရအောင်ဒါကဘတ်ဂျက်ဖုန်းတစ်လုံးဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့အခါသတောင်းတစ်လောက်ပဲရမှာပေါ့ဆိုတာမျိုးညာအဲ့တော့ကျွန်တော်ဘာမှ complain တော့အများကြီးတက်လို့မရဘူးအဲဒါပေမဲ့ကျွန်တော်တို့တိထားကမှာကဒီဆုံးဒီတန်းနေမှာဒီဖုန်းတွေရဲ့အရေးကသွားခြင်းနဲ့ audience target က ပြောမှာဆိုလို့ရှိရင်ပုံရိုက်မယ်ဆိုရင်ပို့ပိုင်ဆိုင်မယ်ဆိုရင်အတွက်အဓိကသွားပြီးတာအဲ့တော့ကိုကဖုန်းတစ်လုံးမှာကင်မရာလုံးဝ heavy ရမယ်ဆိုတဲ့သူတည်းဆိုရင်တော့ဒီဖုန်းတွေကလုံးဝအဆင်ပြေမှာတော့မဟုတ်ဘူးအားသာချက်တွေကြောင့်သွားမယ်ဆိုရင်ပထမဆုံးကသူ့ရဲ့ battery life 5000 mAh အဝါကိုမှ 45W ဖက်ချာခြင်းနဲ့ဒါပဲဆိုတော့ကျွန်တော်ပုံမှန်အားဖြင့်ကြည့်ရလိမ့်ရှိတာက9000တို့9500 mAh တို့ဒါမျိုးတွေပဲကျွန်တော်တို့ကတွေ့လာတဲ့အချိန်မျိုးမှာဒီဖုန်းမှာက5000 mAh နဲ့ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီ9သိန်းနဲ့6သိန်းဈေးပြန်တွေမှာဆိုရင်လုံးဝမရှိသလောက်ရှားတဲ့အထက်မှာပါဝင်တယ်5000 mAh ဆိုတာကသူ daily တနေ့တာတယ်မဟုတ်ဘဲနဲ့နှစ်ရက်တာလောက်ကိုအားမသွင်းမဲ့နဲ့ကောင်းကောင်းအသုံးပြုလို့ရတယ်ဒိမဆုံဆိုရင်ပေါ့ပြီးတော့45ဖက်ချာခြင်းဆိုတာကဒီဇုံလီတာမှာရှိ ရောရှိရရှားတဲ့အထက်မှာတော့ပါဝင်တယ်အဲကျွန်တော်ထားပါတော့ဗျာ8000 mAh ကို45ဝတ်သုံးမိထားတဲ့အတွက်သူ့ထက်ဈေးမြင့်တဲ့ဖုန်းတွေမှာဆိုလို့ရှိရင်အာသုံးပေးထားတဲ့ဘက်တရီနဲ့ charging ကမလိုက်ပါဘူးကွာတို့ charging ပိုင်းလေးကိုပို့ပြီးတော့သုံးပေးသင့်ပါတယ်ကွာတို့ဒါပြည့်ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ဒီစင်းလုံး data မှာ8000 mAh ကို45ဝတ်နဲ့အားပြန်သွင်းရမယ်ဆိုတာကအဆင်ပြေအဲသူ့အနေနဲ့ဗျာထားပါတော့45ဝတ်မဟုတ်ဘဲနဲ့18ဝတ်သုံးပေးမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့အနေနဲ့ကဘာမှ complaint တက်ပိုင်မှာမရှိဘူးဒါဆိုတော့ဒါက budget ဖုန်း လုံးဒါပေမဲ့သူ့အနေနဲ့ကအဲဒီဝမ်မဟုတ်ဘဲနဲ့45ဝက်အထိ3ပေးလိုက်တာကတော့ကျွန်တော်အနေနဲ့ appreciate လုပ်ရမယ်နောက်ထပ်အားသာချက်တစ်ခုကသူ့ရဲ့ display ပိုင်း7.7 inch အကြေကိုမှ LCD display refrigerator 120 hertz နဲ့လာမယ်သူမှ3ပေးထားတဲ့ LCD display တွေ 6.7 inch တွေဒီကောင်နှစ်ပတ်သက်လို့ကျွန်တော်အများကြီးတော့ဘာမှပြောစရာတော့မရှိဘူးဒါပေမဲ့ Wandani has ပါဝင်လာတဲ့အတွက်ကျွန်တော်ဒီဖုန်းကို scroll တဲ့အခါမျိုးတွေ gain ဆော့တဲ့အခါမျိုးမှာညံနေစူးဖြစ်တယ်ဆိုတော့ဒါမျိုးတွေကိုသူ့အနေနဲ့ကောင်းကောင်း spot လုပ်ပေးနိုင်တယ်ကျွန်တော်ဘာလို့ referring Wandani has ကို mention ရလဲဆိုလို့ရှိရင်တချို့တော့9သိန်းနဲ့6သိန်းညထားပြ8သိန်းအထက်ဖုန်းတချို့မှာတော့မှ90 has နဲ့ဖုန်းတွေကရှိနေတယ်အဲ့တော့ဖုန်းအသုံးပြုရတဲ့အခါမျိုးမှာညံချင်းမညံချင်းဆိုတော့ကကျွန်တော်တို့ဖုန်းမှာပါဝင်တဲ့ screen reflect ဒီကောင်တစ်ခုတည်းမှမူတည်နေရမျိုးမဟုတ်ဘဲနဲ့ ျွန်တော်ဒီ software optimization ဒီကောက်မှာလည်း multi နေသေးတယ်ဆိုပေမဲ့အာ one dinar သုံးပေးထားတဲ့ဖုန်းတွေနဲ့ဒီ nine dinar သုံးပေးထားတဲ့ဖုန်းဒီကောက်ကခုရှင်လိုက်တဲ့အခါမျိုးမှာရေဝေအားပြန်တော့ one dinar သုံးပေးထားတဲ့ကောင်တွေကပို့ပြီးတော့ smooth ဖြစ်နေလေရှိတယ်နောက်ထပ်အားကကြက်တစ်ခုက internet storage ပိုင်းဒီဖုန်းမှာကဈေးနှုန်း2မျိုးနဲ့လာတယ် ရိတ်128ကိစ္စဆိုရင်တော့95,900ရိတ်256ကိစ္စဆိုရင်တော့9,900 9,900နဲ့လာတယ်။အဲ့တော့ဖုန်းရဲ့ဈေးနှုန်းအနည်းများဆိုတော့ကဖုန်းရဲ့ random ဘောမူတည်ပြီးခွာခြားသွားတာဆိုတော့ကျွန်တော်နေနဲ့ကဈေးလေး4,000လောက်ပို့သုံးပြီးတော့ကျွန်တော်ရိတ်256ကိစ္စကိုရွေးချယ်လိုက်တာကမှန်ကန်တဲ့ရွေးချယ်မှုလို့ပြောလို့ရတယ်။အဲကျွန်တော်ဒီညမှာ256ကိစ္စကိုဘာလို့အားသာချက်တစ်ခုအနေနဲ့ပြောလဲဆိုလို့ရှိရင်ပုံမှန်ဒီဈေးနှုန်းဒီမှာကျွန်တော်တို့တွေ့ရလိမ့်ရှိတာက128ကိစ္စ။အဲတချို့သောဖုန်းတွေမှာဆိုလို့ရှိရင်ကျွန်တော် 64K နဲ့လာတဲ့ခေါင်းတော်ရှိတယ်။အဲကျွန်တော်တို့က ဘက်ချက်လေးကို6သိန်းလောက်သုံးပြီးတော့ဒီပတ်စစ်ဖြစ်နေရွေးချယ်လိုက်တာကဒီဖုန်းကိုဝယ်ရခြင်းရဲ့အားကချက်တစ်ခုဖြစ်နိုင်တယ်။ကျန်တဲ့အပိုင်းတွေမှာတော့ဖုန်းနဲ့ရေတံခံနိုင်တဲ့ IP64 Dust and Water Resistant ပါဝင်လာတာမျိုးတွေ ကျွန်တော်ဂိမ်းဆိုင်နေရာမျိုးမှာဖုန်းပူတာကိုလျှော့ချပေးတဲ့ hyper cooling system တို့ air filter ပိုင်းမှာဆိုလို့ရှိရင်လည်း AI call translation noise cancellation AI writer AI studio to socket to sus ဒီကောင်မျိုးတွေပါဝင်သလိုကျွန်တော်တို့ internet signal မရှိဘူးဆိုရင်တော့မှ meter 900အထက်မှာစာပို့တာမျိုးတွေဖုန်းခေါ်နိုင်တဲ့ freelance ဆိုတဲ့ကောင်မျိုးတွေဒါမျိုးတွေပါဝင်လာတယ်ဆိုဒီဘောနဲ့ပတ်သက်လို့ဒီကုန်းကြော်ပြောမျိုးဆိုလို့ရှိရင်တော့ကျွန်တော်အပိုင်းလေးတစ်ခုခွဲပြီးတော့ပြပြရမယ်ပထမဆုံးတစ်ခုကကျတော့ဒီဖုန်းဝယ်တဲ့နေသူတွေနောက်တစ်ခုကကျတော့မဝယ်တဲ့နေသူတွေ ဆိုတော့ဒီဖုန်းကိုဘယ်လိုတွေဝယ်တင်လဲဆိုလို့ရှိရင်တော့အာဖုန်းတစ်လုံးမှာ brand asset မရှိဘူး Techno ဆိုတဲ့ brand ညာအဲ့လိုမျိုး brand asset မရှိတဲ့သူတွေရဲ့အခုလို့ရှိရင်အာကျွန်တော်တို့ဖုန်းတစ်လုံးမှာရေရှည်တုံးလို့ရတာရမရတာအဲ့လိုဒီခေါင်းနဲ့မထောက်ဘူးအဲ့ကျွန်တော်တနည်းနည်းလောက်ကိုကျွန်တော်တို့က performance ကောင်းအောင်အဆင်ပြေလေးဈေးသက်သက်သာတုံးကျင်နေဆိုရင်တော့ဒီကောင်လေးရွေးချယ်လို့ရတယ်ပြီးတော့ဒီ daily use ကိုမှကျွန်တော် social media တုံးမဲ့ရုပ်ရှင်ကြည့်မယ်အဲ game solution နဲ့ mobile လက်ချမ်းဘာညာလောက်ဆောင်မယ်အဲ့လိုရှိရင် camera solution နဲ့ ကိုဘာရိုက်မဲ့သူတွေဆိုရင်တော့ဒီဖုန်းကဈေးက9.6သိန်းဝင်းကျင်မှာဆိုရင်ပေတာပေါက်၄ချက်လိုက်လို့ရတယ် ရိုတူရီကတော့ဖြစ်မဝဲတင်လဲဆိုလို့ရှိရင်ဖုန်းတစ်လုံးကိုအာရေးရှိအသုံးပြုကြတဲ့သူတွေအတွက်ရယ်အဲဒါလို့ရှိရင်အာတက်ကနိုဘရန်လာဆိုရအောင်လို့ဘရန်အစွဲရှိတဲ့သူတွေအတွက်ဆိုရင်တော့တိတ်တော့အဆင်မပြေဘူးအဲပြောလို့ရှိရင်ဒီကျွန်တော်ဂိမ်းဆိုလို့ရှိရင်လည်းလုံးဝ heavy game ဆော့မဲ့သူတွေအတွက်ရယ်အဲပြောလို့ရှိရင်ကင်မရာဆိုလို့ရှိရင်လည်းလုံးဝ heavy ရိုင်းမဲ့သူတွေအတွက်ရယ်ကင်မရာဘက်အသားပေးရိုင်းမဲ့သူတွေအတွက်ဆိုရင်တော့ဒီဖုန်းကအဆင်မပြေနိုင်ပါဘူးလို့ပြောနေတယ်ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါ ကြည့်ပေးကြတဲ့ဘော်ဒါတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောရနေပဲကျွန်တော်နောက်ပြီးတော့မှပြန်တွေ့ကြပါဦး